စည်းကမ်းသွားပြတယ်၊တွေးစစ်ရမယ်တဲ့။ဘာစစ်ခိုင်းတာလဲမသိဘူးဆိုတာမျိုးမဖြစ်ရလေအောင်ဆရာမကဒီနေ့ဗီဒီယိုလေးမှာဆရာဝန်တွေတွေးစစ်ခိုင်းလေးရှိတဲ့တွေးစစ်ချင်း6မျိုးကိုအများသိရှိနားလည်ဖို့အတွက်လွယ်ကူရွှေရှင်းစွာရှင်းပြပေးပါမယ်ရှင်။နံပါတ်1အစ်စ်များဆုံးက complete black count လို့ခေါ်ပါတယ်ဒါပေမဲ့ဆရာဝန်တွေရေးတဲ့ဆိုရင်เนาะ hemogram လို့ရေးတယ်ပေါ့เนาะဒါကဘာကိုစစ်တာလဲဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးနီဥတွေသွေးဖြူဥတွေ platelet တွေစတဲ့အရည်အတွက်တွေပေါ့เนาะဒီသွေးအမုံအမွားတွေရဲ့အရည်အတွက်တွေနဲ့အရည်အသွေးကိုစစ်ဆေးခြင်းဖြစ်ပါတယ် နောက်တစ်ခုအစ်စ်များတာကတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွင်းအချို့ဓာတ်ကိုတိုင်းတာဖို့အတွက်စစ်တာနှစ်ခုရှိပါတယ်။အဲ့ဒါကတော့ FBS လို့ရေးတယ် HbA1c လို့ရေးပါတယ်။ FBS ကတော့ Fasting Blood Sugar Level ပေါ့နော်။ လူတယောက်ကအစာမစားပဲနေပြီးတော့စီးချိုဖောက်ကြည့်တယ်။သွေးရင်းအချိုတက်ဘလောက်ရှိလဲဆိုတာဖောက်ကြည့်တာကို FBS Fast and Blood Sugar စစ်တယ်လို့ခေါ်ပြီးတော့နောက်တစ်ခုကတော့ HbA1c လို့ခေါ်ပါတယ်။ဒါကတော့စီးချိုရှိလားမရှိလားဆိုတာကိုဆုံးဖြတ်ပေးတဲ့သွေးစစ်ခြင်းတစ်ခုပဲဖြစ်ပါတယ်။ သေးကိုသွေးစစ်မယ်ဆိုရင်တော့ liver function test လို့ခေါ်ပါတယ်။ရေးပေးလိုက်ရင်တော့ LFT ALT AST ဆိုပြီးတော့ရေးပေးလေးရှိပါတယ်။ကျွန်မတို့ရဲ့အသေးကကောင်းရဲ့လား၊ရောင်းနေလား၊ပျက်စီးနေလား၊အဆီဖုံးနေလားစသည်သိရဖို့အတွက်အခု LFT ALT AST ဆိုတဲ့သွေးစစ်ခြင်းကိုပြုလုပ်ရပါတယ်။ က်တက်ကိုစစ်ဆေးမယ်ဆိုရင်တော့ကျမတို့ကယူရီးယားခရစ်တနင် ETF စတာကိုစစ်ပါတယ်။ဒီဟာကိုစစ်ပယ်ဆိုရင်တော့ခန္ဓာကိုယ်ထဲမှာရှိတဲ့အညီအကျေးတွေစုပေါင်းနေတာဘယ်လောက်ရှိလဲ။ကြောက်ကက်ရဲ့စစ်ထုတ်နိုင်စွမ်းအားကရောဘယ်လောက်ရှိလဲဆိုတာကိုတိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။ နှလုံးရောဂါအတွက်အရေးကြီးတာစစ်မယ်ဆိုရင်တော့အခြေခံအားဖြင့် lipid profile ဆိုတာကိုစစ်ပါတယ် lipid profile ဆိုတာဘာကိုပြောရလဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့သွေးတွင်းအဆီဓာတ်ကိုစစ်တာပဲဖြစ်ပါတယ်ကျမတို့တွေ HDL LDL triglyceride total cholesterol စသည်ဖြင့်ရေးပေးတတ်ကြပါတယ်ဒါဆိုရင်ခန္ဓာကိုယ်ရဲ့သွေးတွင်းမှာရှိတဲ့အဆီဓာတ်တွေကောင်းတဲ့အဆီတွေမကောင်းတဲ့အဆီတွေဘလောက်နည်းနေလဲ cholesterol တွေဘလောက်များနေလဲဆိုတာကိုစစ်ဆေးကြည့်တာပဲဖြစ်ပါတယ် နောက်ထပ်အရေးကြီးတဲ့စစ်ဆေးခြင်းတစ်ခုကတော့ electrolyte လို့ခေါ်ပါတယ်။ဆရာဝန်ကြီးကသွေးစစ်ဖို့အတွက် electrolyte ဖောက်ရမယ်လို့ရေးပေးလိုက်တယ်ဆိုရင်ဒါကခန္ဓာကိုယ်ထဲမှာရှိတဲ့ sodium, potassium, bicarbonate, chloride စတဲ့ဓာတ်တွေကိုသိရှိခြင်းလို့ဖောက်တာပဲဖြစ်ပါတယ်။ဒီဓာတ်တွေကပုံမှန်ရှိရလားနည်းနေလားဆိုတာကိုသိရဖို့လိုအပ်ပါတယ်။ဒါမှပဲကျမတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ body fluid လို့ခေါ်တဲ့ခန္ဓာကိုယ်အရေတွေကပုံမှန်ပမာဏရှိနေရလား။အာယုံကြောတွေ၊ကြွက်သားတွေရောကော င်းမွန်စွာအလုပ်လုပ်နိုင်ရလားဆိုတာသိရဖို့အတွက် electrolyte ကိုစစ်ဆေးရခြင်းပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဒါဆိုရင် hemogram complete blood count သွေးရင်းမှာရှိတဲ့သွေးဖြူဦးသွေးနီဦးနဲ့ပလေးလက်ပမာဏကိုစစ်ဆေးခြင်းနံပါတ်1ကကြတော့ fasting blood sugar နဲ့ HbA1c စီးချိုဓာတ်နဲ့သွေးရင်းအချိုဓာတ်ကိုစစ်ဆေးခြင်းနံပါတ်3 liver function test လို့ခေါ်တဲ့အသေးဓာတ်စစ်ဆေးခြင်းနံပါတ်4 urea creatinine eGFR လို့ခေါ်တဲ့ကြောက်ဓာတ်စစ်ဆေးခြင်းနံပါတ်5 lipid profile လို့ခေါ်တဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးရင်းအဆီဓာတ်ကိုစစ်ဆေးခြင်းနဲ့နံပါတ်6ကတော့ကျွန်တော်တို့ရဲ့ electrolyte သွေးရင်းမှာရှိတဲ့တတုဓာတ်လေးတွေ ကိုစစ်ဆေးခြင်းစတဲ့သွေးစစ်နီး6မျိုးကိုရှင်းပြခဲ့တာပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ။